အကြီးတို့အဆောင်နာကပန်းချံကိုဒီနေ့ညနေကသွားလိုက်ခဲ့တာပါအပေးမလူတွေရှိလို့တက်လန်းကိုမရိုက်ပဲနဲ့ဘီးတွေကိုရိုက်ညာပန်းချံတက်လန်းကနေမြင်ရတဲ့အကြီးရဲ့အဆောင်ကိုဒါလှမ်းရိုက်ထားတာပါဒါကတော့အဆောင်နာကဂျမ်မီကွန်နင်းစီပန်းချံကိုခွာရင် ဒါကတော့ခုနကဂျန်မီကောင်ဆိုင်ပုတ်ကေဘီနာကနေမြင်ရတဲ့ဒီအင်ချွန်ငယ်ရှုခြင်းဖြစ်ပါတယ်ဒါစီနီယာတွေကတော့ဒီပန်းချံမှာဒီချိန်ဆိုလို့ရှိရင်နှင်းစီပန်းလေးတွေစိုက်တယ်လို့ပြောတယ်။မြန်မာကနှင်းစီပန်းလေးနဲ့တော့မတူဘူး။သူ့ရဲ့နှင်းစီပန်းတမျိုးထူးခြားတယ်။တော်တော်လေးလှတယ်၊ပွင့်ဖက်တယ်လေတော်တော်ကြီးတယ်လို့ပြောရမယ်သူ့ရဲ့ပန်းက ဒါကကြတော့ပဲများခြင်းလို့ရိုက်တာကိုလေတိုက်တာအေးစိန်နေလို့အမိုင်းရုပ်ကိုသာကြည်တော့ရုပ်ပြစင်ပြတဲ့ကိုဖြစ်လို့ပန်းချံကတော်တော်ကျဲတာတော်တော်ကျဲတာဒါကတော့ပန်းနေနဲ့ပဲများမလို့ကိုလေရမဖြစ်လို့ပစ္စည်းတွေလောက်တာရုပ်တွေကိုသာကြည်တော့ဒါကတော့တောင်သူကတပြေးပြေးနဲ့မြင့်မြင့်သွားတာဆက်သွားခြင်းသွားလို့ရရတယ်ဒါပေမဲ့အကြီးကတော့အေးလို့ဆိုပြီးတော့ပြင်းပြပြန်စင်းခဲ့ အချင်းတန်ကြတော့အမသွားဆက်စုတယ်ပြီးတော့လမ်းဆက်လျှောက်တော့အမဘာပွဲလည်းမသိဘူးပွဲရတိန်တော်တိန်နေဘာခုနကပွဲရှိတဲ့ပတ်ချံမှရှိနှင်းစီပန်းလေးပန်းလေးကတော်တော်လှားအမဆိုလို့ရှိရင်တော့ဒီဇာလီရောပုံရိုက်ပြီးမှာပေါ့နော်ပါခဲ့လို့ရှိရင်ဒီဇာလီရဲ့နံပါတ်ကမှဂျန်လေးတော့ န်းတွေပဲရိုက်ခဲ့ပါတယ်လို့ပန်းတွေကလည်းတော်တော်ကိုလှတာသူက site ပေးထားရရသည်လဲဆိုတော့တပွန်လိုက်ကြိုက်သူလည်းမြင်ရတယ်နိုင်ငံသားသားတွေကတော့ပိုများတယ်ပါလို့ဆိုအချိန်နေတဲ့ရက်ွက်ကဒီမရှားတွေနေတဲ့ရက်ွက်ဆိုတော့နိုင်ငံသားသားတွေကပိုများတယ်ကိုရီးယားတွေလည်းရှိရတယ်ဒါပေမဲ့သူတို့တွေကလည်းရုရှားလိုပဲပြောကြတာများတယ်ဆိုတော့သူတို့ပြောတာပါပြောလို့တခုမှနားမလဲပန်းတွေကလှလိုက်တက်ကြည့်ပါဦးဒါကတော့ရှောက်လန်းပေါ့နော် ဘလို့လေးလည်းမသိဘူးအပြစ်မာတော့ပို့လာတဲ့ဗီဒီယိုထဲမှာထပ်စားရင်လေဒါပန်းညံကတောင်ပေါ်မှာဆိုတော့ဒါတောင်ပေါ်ကနေပြန်ဆင်းနေတာဒီနောက်မှာလူတွေကလည်းပါလာတော့ဗီဒီယိုရိုက်ကာတာအမှဘေးတွေပဲရအောင်နေတာသူတို့ပါသွားမှာဆိုတော့ ဇီဝဆရာရှိလို့ရက်ွက်တယ်ကိုလမ်းနဲ့နဲ့ပတ်လျှောက်တယ်ပေါ့နော်စားတော့ဆိုင်တွေကတော့အများကြီးပဲရုရှားစားတော့ဆိုင်တွေကတော့ပိုများတယ်ကိုရီးယားစားတော့ဆိုင်တွေရှိရဲ့ဈေးတွေကလည်းလုံးဝလန့်ပြန်ထွက်နေရဆိုတော့တိတ်တော့မထီရဲဘူးဆိုင်တွေဒီရက်ွက်တယ်ပတ်တဲ့အချိန်မှာ6နိုင်ပဲလောက်ရှိမယ်ထင်တယ်လုံးဝလင်းထိတ်နေတယ်ကြတော့တိုင်းဆိုရဲကိုဟိုပတ်ကြီးတိပတ်ကြီးပေါ့နော်ဈေးရ ဒီပထမတော့ဒီစာရိတ္တရလာဝယ်ဖို့ကြည်ရမယ်ဒါပေမဲ့ဗီဒီယိုရိုက်ပြီးတော့ပြန်ထွက်တယ်တခြားနေရာထွက်ကြည့်ရယ်ဒါတော့ဟင်းချက်ပစ္စည်းတွေပတ်ကန်နေပါ냐စမကလာတွေပေါ့နော်ဒါတော့ဘာလည်းမသိဘူးရိုက်တော့ရိုက်လိုက်တာပဲပြီးတော့ထောက်လင်းသွားတော့စားဖို့သွားဝယ်ရဘာလို့ဆိုအခြေစားရောက်တဲ့ကလုံးဝထမင်းမစားသေးဘူးစံမှားရတာမရောက်သေးလို့ဒါပေမဲ့ပြန်စင်းစားလိုက်တော့ ခေါက်ဆွဲရောက်ထည့်ရခေါက်ဆွဲစားတာများနေပြီဆိုတော့အမှခေါက်ဆွဲတုပ်လေးပြန်ခြင်တော့ဗီဒီယိုလေးဆိုင်ပြီးတော့လေးခြာခဲ့ပါတယ်ဒီမနီမာဒါဇီလေးအော်ပြန်နေနေရဒီမှာတော့ budget ရွှေတိုင်းစားတဲ့ခေါက်ဆွဲလေးပေါ့နော်ဒီတော့ makeup တောင်းရောက်သွားတယ် mingle ဆိုတော့ဝါသနာပါတယ်လေးဆိုတော့ဟိုလျှောက်ကြည့်တီလျှောက်ကြည့်နေတခုမှလည်းဝင်ခဲ့ပါဘူးဒါပေမဲ့စိတ်ဝင်စားတော့ like ကြည့်ရဲဘာမှလည်းသိမရှိပါဘူး ဒီပုံမှာကကြတော့ရေမိုးရေးထပြရတဲ့တိုင်းမာတနင်္လာနေ့ကြောင်းတက်ရတော့မယ်ဆိုတော့မာပေါ်ပင်အိတ်လေးစိတ်ဝင်စားလို့သွားကြည့်ပြီးတော့ခိုင်းကြည့်ရဲဈေးရေးဝင်မြင်တော့အမပြန်ချရဲနောက်ပြီးအိတ်ခိုင်းနေဈေးမြင်တော့ပြန်ချရဲပေါ်ပင်အိတ်ဈေးတွေအဲ့မှာလုံးဝခေါင်ခိုက်နေဒါတော့အကျွေးစီးသေးလို့အိတ်ပါရှာတာပေါ့နော် အချွေစီတွေကအိတ်ထဲမှာအရန်ဟိုမှာလေးနစ်နေပြီးတော့ပစံရမပါဘူးအချွေစီတွေနဲ့ပြည်နေအချွေစီတွေကိုအိတ်သွားရှာတာပါကျားကတော့အဆောင်ကိုပြန်နေပြီးအဲအချိန်တုန်းက8နာရီခွဲဝင်းကျင်လောက်ရှိပြီဒီမှာက10နာရီလောက်မှလုံးဝမှောင်တာ8နာရီခွဲလောက်ဆိုလို့ရှိရင်ဗီဒီယိုထဲမှာမြင်ရနေအောင်ပေါ့နော် အပေါ်ကိုရောက်တော့အခန်းရှိမှာမှားထားတဲ့ပစ္စည်းရောက်နေလို့ထမင်းစားရမယ်ဆိုပြီးတော့ပျော်တာအတန်အောင်ဖြတ်သွားတယ်အဲဒီတော့ထမင်းပေါင်းရဲဆန်ရဲအဝတ်လမ်းနဲ့ဆင်ဒီမှာကကျတော့ပစ္စည်းတွေကသူကဒီတိုင်းအခန်းရှိမှာပဲချထားခဲ့တာဒူးမှလည်းမယူလို့တော့ပြောတယ်ဟာနေပစ္စည်းတွေအကုန်အထဲကိုရွှေတယ်အဲ့မှာအထုတ်ချတော့အရေးအကြောင်းဆိုနိုင်နေရမြည်ရယ် ဒီမှာတော့ဆိုင်းကိုကောက်မှကြည့်လိုက်တာနည်းနည်းလေးလေးနေတော့ဖုံးကိုတပြန်ထားပြီးတော့မှဆိုင်းကိုအထည်ထည်ရတယ်။ဒါတော့သမင်းပေါင်းကိုစပြီးတော့ဖောက်နေရ။ဖောက်တာတွေကအဲ 2H တွေနဲ့တော့ကြော်ထားတာပဲအမြန်ပြအောင်လို့လေ။ မြချိုးပါတယ်စံချိန်ခွက်ပါတယ်အဲ့စံချိန်ခွက်နဲ့ပဲရေစံတစ်ခွက်ရေတစ်ခွက်ဆိုလို့ရှိရင် ထမင်းကအနေတော်ပဲဆိုတော့စံပြေရထမင်းထည့်တဲ့အိုလီးပါတယ်ကုန်းကုန်းနဲ့ကုချီနဲ့ဖြစ်သွားတော့မှားရတဲ့အဝိစင်အောင်လဲကိုယ်တိုင်တက်ရတယ်ချွေးရအရန်ပြန်တော့ပဲ ိုင်းရအမှစပတ်တာသူပေးထားတဲ့ဟာအဲ့လိုလုံးဝလုံးလို့မရအောင်အံလည်းမဝင်ဘူး shook နဲ့လည်းဝင်သွားတော့အဲ့မှာလုတ်တာပဲတော်တော်အချိန်ကြာသွားတော့လူကငိုခြင်းစိတ်တွေပါပေါက်တယ်အဲတော့အာနဲ့စိတ်ကိုညင်ညင်ထားပြီးတော့ပြန် try ကြည့်လိုက်တော့မှအာနဲ့ဖိချလိုက်မှသူ့ထဲကိုဝင်နေကွယ်အဲ့ဒါကိုသူကပုံပြတာတော့မသိရင်ဒီတိုင်းလေးထိုးထည့်လိုက်အောင်လည်းဝင်နေတင်နေရမဟုတ်ဘူးအာနဲ့တော်တော်ဖိချရတယ် မူလီကိုလည်းဘယ်လက်နဲ့လှည့်မိလို့ဒုက္ခရောက်တည်းရတော်တော်အားထည်ရညာတန်းဆိုတော့ဘယ်လက်ကမတန်းဝစ်စီတော့တတိလေးပဲထင်လိုက်တာမှာတော့ဒါပေမဲ့ရောက်လာတော့ကွက်တီပဲအဝစ်စင်ရပြီဆိုတော့ဗီဒီယိုတွေကတပတ်တွေကိုအကုန်ထုတ်လန်းနေတယ် ဆိုင်ကိုဖြည့်ကြည့်ရင်အိဆိုင်ကြီးကိုပယ်နာထားလို့ထားမှလည်းမသိအိဆိုင်ကြီးကင်ပြီးရက်နေရတော့တော်ကြာတာ 2h နဲ့မြန်ထားလို့နန်းကြီးလိုက်တော့မြမကဆန်နေအနံ့နေတော့မတူပြီးတော့စားရတာလေသူကစီးရဲ့ကောက်ရင်းလို့ပဲအဲဒီတစ်ခါလေးသူတေကိုဆန်နေစေးလိုက်တယ် ားကတော့ရေတွက်ွက်ထဲနဲ့အဆင်ပြေမပြေဆိုပြီးတော့ကြည်နေရအကြီးကတော့ထမင်းမာမာစားရတာပိုကြိုက်တဲ့သူမျိုးလို့ဒါနဲ့ရှင်နည်းနည်းလေးထက်လျှော်လိုက်တယ်ထမင်းကိုတဲပြီးတော့ဝယ်လာတဲ့ကျွေးစီအိတ်တွေကိုကျွေးစီထဲကျွေးစီကအရန်များနေတော့အိတ်တောင်မှလေးနစ်နေရတယ် တည့်ရစီဘူးစကားရေဘူးအဲရေဘူးဝါစတစ်ကောင်ခွာတာပဲတညက်နေတော့ကုန်တယ်လုံးဝရေဘူးဝါညစ်ပတ်သွားတယ်လုံးဝခွာလို့မပြောင်းလိုက်ဘူးပြန်စိတ်တူတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာလည်းဆက်ကြည့်ကြပါအောင်တပါ